ကဲအားလုံးပဲဒီနေ့ဝန်တာစီရတတင်းလေးတစ်ခုကိုပြောပြချင်ပါတယ်အချိန်၁၄ရက်ကြာတိုက်အောက်မှာပြီးနေတဲ့လူတွေကအသက်ရှင်တန်နိုင်ခဲ့ပါတယ်ဒါဆိုရင်ဒီလူကိုကပတ်အကန့်ကောင်းဆုံးလူသားဆိုပြီးတော့ကျွန်တော်တို့ပြောလို့ရနေပါပြီဒါဆိုရင်ဒီဗီဒီယိုလေးကိုကျွန်တော်တို့ကြည့်လိုက်ရအောင်ခင်ဗျဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါ ။ဗန်ကောက်မှာ28နှစ်ငလျင်လောက်တော့ပြိုကျသွားတဲ့အထက်မြေတိုက်အောင်ပါပေါ့နော်။လူတွေအများကြီးကြံပါသေးတယ်။ဒါပေမဲ့ကယ်လို့ရတဲ့လူလည်းကယ်ပြီးသွားပြီပေါ့။28နေပြီးတော့ကိုဒီနောက်ပိုင်းကိုရက်တိလွန်လာတော့အချိန်တွေကလည်းနှောင်းလာပြီ။ဆိုတော့ကိုရကျော်ဆေးရထဲရောက်ကုန်ပြီဆိုတော့အဲအသက်ရှင်ဖို့ကရခိုင်နှောင်းကတအားနေပါပြီပေါ့နော်။ဘယ်သူမှလည်းမမျှော်မှန်းထားတော့ပါဘူးအသက်ရှင်ဖို့။ဒါပေမဲ့17ရက်နေ့မနေ့ပိုင်းမှာ သူတို့ကေဇေးတမတ်တွေကေဇေးလုံးနေတဲ့အချိန်မှာအဲမြေအဲ့ဒီသူတို့အောက်ဘက်ချန်နေပြီးတော့ဖုံးပြီးလို့မျိုးပေါ့အလင်းရောင်လေးတွေ့ပါလေအခါကျမှသူတို့ကလည်းလူရှိတယ်ထင်ပြီးတော့အဲ့ဒီနေရာကိုဆက်ပြီးတော့ကေဇေးတမတ်တွေကတူဖို့မှုတွေလောက်ကြတယ်အဲ့ဒီခါမှာအတန်းရှိနေတဲ့လူတယောက်သူတွေ့ပါပါတယ်၁၇ရက်နေ့လီလာပိုင်း၂၀၂၅ 14ရက်အချိန်14ရက်တောင်မှအသက်ရှင်နေရတယ်ဆိုတော့ဒီလူကတော်တော်ကံကောင်းတယ်လို့ပြောပါမှာ14ရက်တောင်မှအသက်ရှင်နေတာဆိုတော့တကယ်ကံကောင်းတယ်လို့ပြောလို့ရပါတယ်စဉ်းစားကြည့်ကျွန်တော်တို့ခင်ဗျားတို့ဆိုရင်3ရက်တော့ခံပါမလားဗောနော်ဒါအတူရဲ့ကံကြမ္မာဗောသူအရင်ဘဝအသက်ရကံကောင်းမှုတွေရယ်ဒါပြီးတော့သူရဲ့စိတ်ဓာတ်မှာကြုံမှုတွေရယ်ဒါကြောင့် ဒီလောက်အချိန်ကြာတာဓမ္မတူအတိုက်ရှင်နိုင်ခဲ့ပါတယ်အဲကျွန်တော်တို့မြန်မာနိုင်ငံမှာတယောက်ရှိတယ်မန္တလေးဘက်မှာပဲကေစေးထဲမှာကျွန်တော်ပြေးထဲမှာတင်ထားတယ်နော်အဲတောင်းဝင်ကြည့်လို့ရပါတယ်အတိတ်ကောင်လေးဆိုရင်9ရက်ကြာမှအောက်ထရေထွက်လာနိုင်တာအဲဒီတော့တော့မှကြည်ပြီးတော့တော်တော်အံ့ဟောသွားတယ်ဗောနော် ခုနှစ်တောင်မှစာမစားရေးမတော့ဘဲနဲ့တက်ရှင်နိုင်ခဲ့တယ်ပေါ့နောက်ပြီးတော့ထွက်လာတော့လဲလူကောင်းလူမျိုးပဲတော့ဟောစကားပြောတာလဲမာနေပဲထမ်းစီရတော့မလို့တူတူပတ်တူလဲလမ်းလျှောက်နိုင်တယ်စကားတန်လဲမာနေလူကောင်းတရားလူမျိုးပဲအဲ့တော့တော်တော်အံ့ဩရပေါ့ဟာခုနှစ်ရကြတော့မှဒီကောင်းအတက်ရှင်နိုင်တယ်ပေါ့အဲ့တော့တကယ်အံ့ဩသွားတာပေါ့နော်အချိန်ခုနှစ်ရကြတော့မှ तू ကအတက်ရှင်နိုင်နိုင်ခဲ့တယ်ပေါ့ အံ့ဩပါတယ်ကိုဒီလူတွေ့မှလုံးဝအဲ့ဒီအံ့ဩမှုထပ်ပို့ပြီးတော့ပို့ပြီးအံ့ဩသွားတယ်တကယ်ကဘာကန်ကောင်းသောလူသားပါဒါတော့သူတို့ကဲထုတ်လာတဲ့ဗီဒီယိုဖိုင်လေးပေါ့ဒါလေးကိုကျွန်တော်တို့ကြည့်လိုက်ရအောင်ခင်ဗျ ဟုတ်ကဲ့ပါဒါတော့သူတို့အဲ့ဒီလူကိုကဲထောက်တွားပြီးပါတော့ကဲထောက်တွားပြီးတော့သူဆေးရုံမှာတင်မယ်ခုတော့ဆေးရုံတက်နေတယ်လို့တတင်းရပါတယ်အတတော့အစိုးရမရှိတော့ပါဘူးတဲ့ဟုတ်ကဲ့ပါဒီဗီဒီယိုတွေကလူကိုကြည့်ပြီးတော့ကျွန်တော်တုံးတက်ချက်တခုကိုပြောပြခြင်းပါတယ်ဒါတော့ကျွန်တော်ရဲ့ထင်မြင်ယူဆချက်တက်တက်ပါသဘောထားလေးကွဲလွဲနိုင်ပါတယ်ခင်ဗျ ဒါလည်းဆိုရင်တော့ဒီကိုက14ရက်ကြာပါတော့နိုင်ပေါင်း336နိုင်ကြော်အထိကိုသူကတက်ရှင်နိုင်ခဲ့ပါတယ်ဒါဆိုရင်ကျွန်တော်ရဲ့တုံတက်ချက်ကပါလဲဆိုတော့ဒီလူကငလျင်လှုပ်ပြီးပါတော့လူပြီးွားတယ်ပြီးွားတယ်ပြီးွားပြီးတော့ချက်ချင်းပဲဒီမှာပဲတတိလေးမိမျိုးနေလားဒါမှမဟုတ်ရင်ရက်တွေကြာပြီးတဲ့အခါကျမှ သူကတတိလေးမိမျောနေလာတော့တေချာမသိပါဘူးကျွန်တော်တို့ဘယ်လိုမျိုးမျောနေတဲ့လူပေါ့နော်၁၄၅ရဲ့ရ20လောက်မျောနေတဲ့လူတွေတွေ့ဘူးပါတယ်အဲ့ဒီလူတွေဆိုရင်မျောနေတဲ့အစာလည်းမစားဘူးရေလည်းမတောက်ဘူးဒီတိုင်းမျောနေတာတော်တော်ရှိပါသေးတယ်နောက်မှပြန်ပြီးတော့တတိရလာတာပေါ့နော်အဲ့လိုမျိုးလူတွေကိုကျွန်တော်တို့ကတရားပြန်ဆိုပြီးတော့ခေါ်ကြပါတယ်အဲကျွန်တော်စိတ်တင်ပေါ့ ဒီလူဟာအဲ့မျိုးပုံစံမျိုးနဲ့ပြန်ပြီးတော့ရှင်တန်လာတယ်လို့ထင်ပါတယ်။ဘာလို့လဲဆိုရင်လူတယောက်ကဒီတိုင်းယိုယိုပဲရက်ပေါင်းများစွာကြာတဲ့အခါအစာမစားရေမတောက်ဆိုလို့ရှိရင်ရှင်တန်နိုင်ကြီးကမရှိပါဘူးဘလို့မှဒါကြောင့်ကျွန်တော်ကတော့ဆောရပြောလို့မျိုးပဲထင်ပါတယ်။ကျွန်တော်ရဲ့တဘောတာလည်းကွဲလွဲနိုင်ပါတယ်။ဘူဗီဒီယိုကြည့်နေတဲ့ခင်ဗျားတို့ရော ကျွန်တော်ယူဆချက်မှန်တယ်လို့ထင်ပါလားတမွေခမရတော့ဘယ်လိုထင်ပါလဲကြံကြံလေးပြေးလို့ရပါတယ်ကိုမထဲမှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ခမရအားလုံးကိုကျေးဇူးတင်ပါတယ်